အားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လည်ជួសလိုက်ပါတယ်ဒီနေ့ဂျွန်လာ28ရက်နေ့ဒီနေ့မှာအန်ယူဂျီမြို့သိမ်းတိုက်ပွဲတွေအတွက်ပြင်ဆင်ပြီးပြီဆိုတဲ့အတင်းကိုကျွန်တော်မိဘလေးကိုတင်ပြပေးပါမယ်နောက်ထပ်ဒင်းတစ်ခုကတော့လက်ရှိမန်လေးတိုင်းဥပုထောင်အားကျွန်တော်တို့နိုင်ငံအချင်းသားအချင်းသမားတွေအတွက်တည်မင်းဖြစ်နေပြီလားဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြပေးပါမယ် နမေဆုံးနဲ့ကြော်ကြားတဲ့အိုးဖို့ထောင်တွင်းမှာဘာယောဂါမှမရှိဘဲနဲ့ရုတ်တရက်အသက်ဆုံးခဲ့ရတဲ့အသက်69နှစ်အရွယ်မန်လီတိုင်းလွတ်တော်ဥက္ကရာဦးအောင်ကျော်ဦးအကြောင်းကိုဒီနေ့ကြားပြလိုက်ရပါတယ်။ထောင်အာနာပိုင်တွေဟာအကြံဖက်အုပ်စုရဲ့အလိုတော်ကြကျွန်တော်တို့နိုင်ငံရဲ့ပတ်သက်တဲ့သူတွေကိုဒါလူရဲ့စိတ်ကနီးတွေမှာအခုလိုတက်ဖြတ် ညင်မှန်နှိပ်စက်တဲ့အထိစူးစူးဝါးဝါလှုပ်ဆောင်ခဲ့တဲ့အချက်လက်တွေကျွန်တော်တို့မှာအများကြီးရှိပါတယ်။ဒီကြောင်းတွေကိုကျွန်တော်မြင်ပါတယ်ကြားရမှာနောက်ဆုံးမှတော့အသက်82နှစ်အရွယ်အဖွာအိုကိုမကြမ်းမှဖြစ်နေတဲ့သူ့ရဲ့ယောက်ျားအရှိမပဲအာရမမရင်းကျင့်သွားတဲ့အကြမ်းဖက်စစ်ခွေးတက်ကကောင်းနေအကြောင်းကိုကျွန်တော်ရဲ့မိဘတွေကျွန်တော်တင်ပြပေးပါမှာ။ဒါကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိဝင်းရင်ကြည့်ကြည့်ကိုကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းကို ဒလီစာဖိတ်ခေါ်လိုက်ပြစေဒီနေ့မှာအန်ယူဂျီမျိုးစင်းတိုက်ပွဲတွေအတွက်ပြင်ဆင်ပြီးပြီဆိုတဲ့သတင်းထုတ်ပြန်လာပါတယ်သူဘလို့ပြင်ဆင်ပြီးတာလဲဘသူကထုတ်ပြန်တာလဲဆိုတော့ဒီချက်ကကျွန်တော်တို့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကျွန်တော်အန်ယူဂျီအတိုင်းဝိုင်းဘက်ကလည်းထုတ်ပြန်ကြေညာတာမဟုတ်ဘူးကျွန်တော်တော်လှန်ရေးဘက်ကလည်းထုတ်ပြန်ကြေညာတာမဟုတ်ဘူး ကျွန်တော်မိဘပြည်သူတွေပြောချင်တာကောဗျာကျွန်တော်တို့အားလုံးပေါ့နော်ဒါတနိုင်ငံလုံးလုံးပြဖို့အတွက်ကျွန်တော်မိဘပြည်သူတွေကအမြင်တန်းကိုဒါစိတ်ရထက်တန်နေတာဒါပေမဲ့ကျွန်တော်မိဘပြည်သူတွေဘက်ကဒါအယက်သားဘက်ကထုတ်ပြန်တာလည်းမဟုတ်ဘူးဆိုတော့ထုတ်ပြန်တယ်ဘယ်သူလဲအကျမဖတ်စစ်ခွေးတက်ကလော်ဘီတွေမီဒီယာတွေထုတ်ပြန်လာတာပါဆိုတော့သူတို့ထုတ်ပြန်ချက်ကိုကျွန်တော်မိဘတွေအချိန်ဆုံးတင်ပြပေးပါမယ်ဆိုတော့သူတို့တင်ပြချက်တွေသူတို့ဖော်ပြချက်တွေကလည်းတရားရဂိုင်းတို့ညီပါ မှန်နေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ဝင်းရန်လာတဲ့အဲသူတို့ရောက်ကောက်ကောင်းတွေဒါမှတ်ချက်လေးတွေကိုလည်းကျွန်တော်မြင်ပါတယ်ကြားရမှာဖြစ်ပါတယ်ဗျဟုတ်ပြီဇလာ25ရက်နေ့ကျွန်တော်တို့ဒီအပိုင်းတွဲမှာပဲဘကိုးစစ်စင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မြင်ပါတယ်ဒါနှစ်ရက်ဆက်တိုက်အောင်မြင်ခဲ့တဲ့အကြောင်းတွေကိုကြားသိခဲ့ပြီးဖြစ်တယ် ဆိုတော့တိုက်တိုင်းပြေးခွပြီးပေါ်ပြေးနေတဲ့အခြေအနေတွေကျွန်တော်တို့မီဒီယာဒါစာမျက်နှာထပ်မှာလဲပြုပြန်သွားတယ်ဒါပေမဲ့မှတ်တမ်းတွေကိုလည်း NUG ကာကွယ်ရေးဘက်ကနေပြီးတော့တိကျသိကြစွာထုတ်ပြန်လာတဲ့စစ်တုံးမန်းတွေအပါဝင်ပေါ့ဗျာဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဟိုဘက်ရက်ကကကောင်းနေဟိုဘက်ရက်ကကသတင်းမီဒီယာဘက်ကဒါကိုတွေးသွားတာဖြစ်တယ်ဟုတ်ပြီဇော်မစက်9ရက်နေ့မှာ NUG မြို့သိမ်းတိုက်ပွဲလေ့ကျင့်ပြင်ဆင်မှုပြီးပြီလို့သူတို့ဘက်ကဒါ ယူဆချက်တွေထွက်ပေါ်လာတာဖြစ်တယ်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကကျွန်တော်တို့တမတော်ရဲ့စကန်ကိုဝင်းကိုကိုခုကိုအစမ်းသဘောမျိုးဝင်တိုက်တာတမတော်ဘက်ကအကြအဆုံးတော်တော်များသွားတယ်လို့သိထားရတယ်တပတ် PDF ကတော်တော်ကြီးများပြားလာသလိုလက်နက်ပိုင်းလည်းတာတယ်လို့သိရပါတယ်တိုက်ရိုက်ခိုက်ပြေဝနေပြီလို့လည်းပြောတယ်အင်္ဂလိပ်လူနဲ့မွတ်နေအောင် ပြောတဲ့ကြတယ်တဲ့ အထူးသဖြင့်ကိုယ့်ဘက်ကပေါ်တာဆွဲပြီးခေါ်ထားတဲ့တပ်သားတွေနဲ့နှိုင်းရှင်ရင်တိုက်ခိုက်လို့စိတ်မိုးနဲ့မြည်လို့ကွာသွားပြီလို့သူတို့ကပြောထားပါတယ်အလုံးရင်တိုက်ခိုက်တာလဲပါတယ်တခါလဲစကန်ကိုကိုလင်းရင်ပြက်ကူဘဲကိုသွားရမှန်မသိတော့လို့ပြက်ကူမကူလိုက်ရတာလဲပါတယ်ပီရက်တွေကဟိတ်ကောင်လေးတွေငါတို့လာပြီလို့ ပေါ်လိုက်တဲ့အချိန်ဒီဘက်ကပေါ်တာဆွဲခံထားရတယ်စစ်သားတွေကလက်နက်တွေပစ်ချပြီးဥတီရာမဲ့အလံတကြားထွက်ပြေးလို့လဲလွယ်လွယ်လေးကြာသွားတယ်လို့ပြောရမယ်ဒါဟာသင်ကန်းစာတစ်ခုပါနိုင်ငံနဲ့တရားမှရှိနေတဲ့စကန်တွေအားလုံးကိုတပြိုင်တည်းတိုက်ခိုက်ရတော့မဲ့အခြေအနေအတွက်တပ်မတော်မှာဗျူဟာကြီးကြီးတစ်ခု ရှင်းသင်ပြီးဆိုတဲ့အချက်ပေးခေါင်းလောင်းတန်အကျယ်ကြီးထွက်ပေါ်လာတယ်လို့ သူတို့ကတတိပေးရေးသားဖော်ပြလာတာဖြစ်တယ်။ဒါအပိစကားတွေလည်းရှိတယ်ပြီးတော့တပတ်ကနေပြီးတော့ဒါမှတ်ချက်ပေးလာတဲ့အကြောင်းအရာလေးရှိသေးတယ်ကျွန်တော်မြင်ပါတယ်။ဆက်ပြီးတော့ဒါကြည့်ရှုပေးပါအဲ့မဲ့အဲ့ဒီအကြောင်းလေးကိုကျွန်တော်ပြောခင်မှာကျွန်တော်ထူးခြားတဲ့အချက်လေးနှစ်ချက်ကိုတင်ပြခြင်းနဲ့အဲ့ဒါကတော့အင်္ဂလိပ်လိုမွတ်နေအောင်ပြောတတ်တယ်လို့ကျွန်တော်တို့ဒီပြည်သူ့ကော်မတီတစ်ဖွဲ့ PDF တွေကိုသူက မျိုးစုံပြောဆိုပြောဆိုထားတယ်ပြီးတော့လက်နက်တွေကလည်းပါတယ်ပြီးတော့ကျွန်တော်တိုက်ရင်ခိုက်ရင်တွေကလည်းကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတာတယ်လို့လည်းသူတို့တွေတုံ့နှံထားတယ်အရှိကိုအရှိတိုင်းလက်ခံတက်လာပြီပေါ့ဗျာဒါအပြင်ဟိတ်ကောင်လေးတွေငါတို့လာပြီးလို့အော်သံပေးယုံပဲရှိသေးတယ်ကျွန်တော်စစ်မှုထမ်းအတင်းအာရမခေါ်ထားတဲ့ကောင်တွေကတစ်ဖက်ပါချပြီးတော့ ထွက်ပြေးတာဥတီရမဲ့ဆိုပဲဆိုတော့ဒီလိုချင်းမျိုးနဲ့တနိုင်ငံလုံးမှာရှိတဲ့အကျန်းဖက်စစ်ခွေးတက်စခန်းကိုအချိန်နဲ့တပြိုင်တည်းထဲတာတိုက်ခိုက်လိုက်မယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲဆိုတာမျိုးကိုသူတို့ကကြိုတင်ပြင်ဆင်စဉ်းစားလာကြတာဖြစ်တယ်။ဒါပေမဲ့လည်းပဲတက်လို့မှဘျူဟာအကြီးကြီးတစ်ခုရှိတဲ့လေလို့လည်းသူတို့ကအကြံပြုထားပါတယ်။အပိစကားတွေကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်အောင်ပါ။စိတ်မပူပါနဲ့တဲ့ ဥက္ကုကိုကြီးအန်ဒီတသက်ခိုင်တို့ဖက်ချုပ်ကြီးတို့ရှိပါတယ်သူတို့ကိုလည်းတင်ပြထားပါတယ်ရွေးကောက်ပွဲလုပ်ဖို့6လလောက်ပဲလိုပါတော့တယ်ရက်ပေါင်း180ပေါ့တရက်ကိုပေါ်တာ90တည်သွားရင်လက်နဲ့ချရင်တော့မှစစ်သားတထောင်မကုန်ပါဘူးမီဒီယာတွေတိုက်စစ်မြင့်လာလို့တရက်ကိုအယောက်200တည်ရင်လဲဘာဖြစ်မှာတော့3,600ပေါ့ပေါ်တာဆွဲနှုတ်နဲ့ဆိုရင်အေးအေးစစ်စစ် ကာမိပါတယ်တဲ့နောက်ထပ်တဦးကဒီတရင်ကြတော့ဆရာဇော်ကြီးရဲ့ဗီဒါလန်းကပြတပုတ်ကိုဘဖသတိရမိသွားတယ်ဘဲအုပ်ကတရားနှစ်ဟာတမတော်ကတပင်နေစုလို့ပေါ့ကွယ်နောက်ထပ်တဦးကလည်းစကန်ကိုကုမက60ကြတော့လဲ no problem ပါ no problem ကိုသူကမြန်မာလူလေးရေးထားတာပါ တက်ကြွကြီးအနေနဲ့အန်တီဂျူနဲ့အတူဝေဟင်ခီးလေရင်စီးပြီးပွဲတက်ရဖို့အရေးကြီးတယ်။စကန်9ခုကြစတာ900ပါသွားလဲအာမခံကြီးကအန်တီဂျူ8ကန့်ခုစားတော့မရှိပါဘူးတဲ့အေးအေးစစ်စစ်ပါတဲ့နောက်တက်တူကလည်းမချောက်ပါနဲ့မမြဝင်ရယ်ဘောင်းနေဘောင်းကြီးချွတ်တာရေကူးမလို့ပါတဲ့ sorry ကိုကြီးမော်ကြီး ထိသွားတဲ့သူတွေကိုထလင်းရင်လူစင်လူကြီးဆရာခိုလေးလူပေးလိုက်ပါနော်တဲ့ဆိုတော့ဒါကလက်ရှိပေါ့နော်ကျွန်တော်တို့ NUG ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ကျွန်တော်တို့ဒါပဲခူးစတောင်းစစ်စင်ရေးတွေပေါ့နော်ဆင်နေခဲ့တဲ့ဒါအခိုက်အတန့်ဒီခိုက်အတန့်ပေါ်မှာကျွန်တော်တို့ပြည်သူတွေအားလုံးကတော့ဂုံယူဝမ်းမြောက်နေကြတယ်ပြီးတော့ဒါဒီတောင်ပိုင်းပေါ့နော်တောင်ပိုင်းနဲ့ KNU ကျွန်တော်တို့ဒါအားလုံးသောပူးပေါင်းတပ်ဖွဲ့ဝင်တွေကို တကယ်ကိုဒါတို့အားလုံးမျောလင့်နေတဲ့ဒါပူပေါင်းစစ်စင်ရေးဒီစစ်စင်ရေးကိုကရင်ဗမာကရင်မွန်မွန်ဗမာတဝဲစသည်အဖြစ်အတူတူလုံးလုံးဆောင်သွားတဲ့အချက်ပေါ်မှာကျွန်တော်မိဘပြည်သူတွေအရန်ကိုအာနှစ်သိမ့်နေတဲ့အခြေအနေမှာဟိုဘရွက်ကကကောင်တွေက NUG မျိုးသိမ့်တိုက်ပွဲအတွက်လက်ကျင့်ပြင်ဆင်ပြီးပြီးလက်ရှိကျွန်တော်တို့ဒါပကိုးစစ်တောင်း စကန်6ခုကိုတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်တွေနောက်တစ်ရက်မှစကန်6ခုကိုတိုက်ခိုက်ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အချိန်တွေမှာဒါဟာတဲ့အစမ်းသဘောမျိုးလေ့ကျင့်နေတာသူတို့တွေအောင်မြင်သွားပြီဆိုတော့တနိုင်ငံလုံးကစကန်တွေကိုတိုက်ခိုက်သိမ်းပိုက်မယ်ဆိုရင်ဘယ်လိုမျိုးဒါပြင်ဆင်ကြမလဲဆိုတာတွေပလောရိုက်နေတဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုကနဦးဆုံးကျွန်တော်တင်ပြခဲ့တာဖြစ်တယ်ဗျဟုတ်ပြီဒီလိုအချိန်တွေမှာအကျန်ဖက်စစ်ခွေးတက်ဟာကျွန်တော်မိုင်းရိုင်းမှုတွေဟာကျွန်တော်တို့ ဒါ the tide ဆိုလို့ကျွန်တော်တို့တွေ့မြင်နေရတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တင်ပြမယ့်သတင်းဟာတော်တော်လေးကိုစိတ်မကောင်းဖြစ်ဖွယ်အကြောင်းအရာတွေပါပါတယ်။ကျွန်တော်ကိုယ်နဲ့လည်းဒီသတင်းကိုတွေ့တဲ့အချိန်မှာဒါအရင်နဲ့အံ့ဩမိတယ်ပြီးတော့အဲကျွန်တော်တို့ပေါ့နော်ဒါစိတ်မကောင်းဖြစ်မိတယ်ဆိုတာထက်ကျွန်တော်မိဘပြည်သူတအုပ်ထိကြိုက်တိုင်းကျွန်တော်တို့ထပ်တူခံစားရတယ်ပြီးတော့ကျွန်တော်တို့မကာကွယ်နိုင်တဲ့အပေါ်မှာလည်းပဲတာဝန်မကျေသလိုဖြစ်မိတယ်ဒါကကျွန်တော်ရဲဘော်လူငယ်တွေရဲ့ တကယ်ကိုစိတ်ရင်းအမှန်ပါဟုတ်ပြီအသက်90နှစ်အရွယ်အမျိုးသမီးတဦးကိုအကျမဖတ်စစ်ခွေးတက်ကမရင်းကျင့်သွားတယ်ကျွန်တော်အမိပါတဝဲမှာဖြစ်သွားတာပါဆိုတော့ကျွန်တော်တို့ခဏလေးဆွေးနွေးကြည့်အောင်ကျွန်တော်အခြားကိစ္စတွေကိုကျွန်တော်တို့မစဉ်းစားဘဲနဲ့အသက်90နှစ်ဆိုရအရွယ်ဇွေးနေဖြူနေပြီဗျာ သွားတယ်ကျိုးနေပြီအချို့ခါလဲကိုင်းနေပြီပေါ့ပရင်နေရီလေးလဲတုံနေမှာပဲအသက်90နှစ်နှစ်ဆိုဒီအဖွာအိုကိုမင်းကျင့်သွားတဲ့កောင်ကအကြောင်းဖတ်စစ်ခွေးတက်ကစကြောင်းထိုးလာတဲ့ပါလာတဲ့အသက်40အရွယ်ခွေးလောက်တောင်အတိတရားမရှိတဲ့កောင်ပေါ့နော်ဆိုတော့ သက်ခွန်ဆက်နည်းအရွယ်အဖွားအိုကိုမရင်းကျင်နဲ့ဒါနံပါတ်၁ချက်နောက်ထပ်အချက်တစ်ချက်ကမကျမ်းမမာဖြစ်နေတဲ့အိယာဘောကမထနိုင်တဲ့သူ့ရဲ့ယောက်ျားအဖိုးကိုရှေ့မှာပဲမရင်းကျင်ဒါကဒုတိယအချက်နောက်ထပ်တတိယအချက်ကတရက်တည်းမရင်းကျင်တာမဟုတ်ဘဲနဲ့ တရက်နှစ်ရက်စတိုက်စတိုက်နေ့တိုင်းမရင်းကျင့်သွားတာစစ်ကြောင်းမထွက်မချင်းဆိုတော့ဒီချက်၃ချက်နဲ့တင်ကျွန်တော်တို့မရင်းကျင့်သွားတဲ့ကောင်ပေါ့ဘလူမျိုးခိုင်းနိုင်ကြမယ်ဘလူမျိုးသူ့တတ်မှတ်ကြမယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်မိပါတယ် သူကမှမရေးပေးခဲ့ပါကြောင်းလို့တာတော်လန်တော့အချိန်မှာတော်လန်ရေးအတွက်လှုပ်လှုပ်နေကြတဲ့ဒါကာလတောက်လျှောက်လုံးအခုကျွန်တော်တော်လန်ရေးအတွက်ဒါပေါ့နော်ဇင်းတွေကိုကျွန်တော်မိမတွေကိုတင်ပြပေးနေတယ်ဆိုတော့ကျွန်မိမတွေကလည်းကျွန်တော်ရဲပေါ်ရဲဖက်လူငယ်တွေဒါနိုင်ငံတော်ကနေမှဖြစ်ပျက်နေတဲ့ဇင်းတွေကိုကြည့်ရှုကြတယ်ဝင်းရင်ကြတယ်အားပေးကြတယ်ဆိုတော့ဒါကျွန်တော်တို့တော်လန်တော်မိသားစုဝင်တွေပါ အနည်းစင်တော်လန်နေကြတာဖြစ်တယ်မိမတို့အိမ်မှာထိုင်နေရင်းနဲ့ကျွန်တော်တို့ဗီဒီယိုလေးတွေကိုကြည့်နေတာလဲဒါတော်လန်ရေးမှာပါဝင်နေတာဖြစ်တယ်ဆိုတော့ဒီပြည်နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့မိဘစုတွေနေရဲ့အမြင်ကို ကျွန်တော်ငနဦးသိချင်ပါတယ်ကျွန်တော်ကဘာမှပြောစရာစကားလုံးမရှိဘူးလို့ဘရင်းချစ်သွားတဲ့ကောင်ကိုဘလို့တရားမျိုးနဲ့ခိုင်နိုင်သတ်မှတ်ကြမလဲဆိုတာလဲကျွန်တော်တကယ့်ကိုရှာမတွေ့ပါဘူး ဆိုတော့အဲ့ဒီကောင်နမည်ကိုကျွန်တော်သတင်းဒီအကြောင်းမပြောခင်မှာကျွန်တော်မိဘတွေမှတ်သားထားဖို့ကျွန်တော်တင်ပြခြင်းပါတယ်သူ့ကိုဒါသူ့ရဲ့အထက်အရာရှိတွေခေါ်တဲ့အမိကတတာဖိုးချေလို့ခေါ်ပါတယ်အဲ့ဒီဖိုးချေကအသက်40ရှိပါတယ်ရုပ်မှအင်မတန်ကိုရုပ်မှရိုင်းစိုင်းလွန်တဲ့ ခွေးလောက်တောင်မှအတိတရားမရှိတဲ့အောက်တန်းကြတဲ့ဖိုးချီဆိုတဲ့ကောင်ဟုတ်ပြီဒရင်လိုက်တိုင်းဒဝဲခရိုင်နောက်လို့မြို့နယ်ကညုံကျွန်းရွာခံအသက်82နှစ်ရွယ်အမျိုးသမီးကြီးတဦးကိုအကြမ်းဖက်စစ်ခွေးတက်ကနှစ်ရက်ဇက်တိုက်အာရမပြုကျင့်သွားပါတယ်ဒီပြက်ပြက်ကို အာရမပြုတ်ချင်းခံရတဲ့အသက်82နှစ်အရွယ်အဖွာအိုကိုတိုင်းနှီးစီရောင်အမျိုးသမီးတမကဒဝဲကိုတိုင်ကြားခဲ့တာဖြစ်တယ်ကျွန်တော်တို့မှာကျွန်တော်တို့ပြည်သူပဲရှိတယ်ကျွန်တော်တို့ပြည်သူချင်းချင်းပဲတိုင်ကြားပြီးတော့မတန်းလို့ရယူနေရတာအကြောင်းပါစစ်ခွေးတက်စစ်ကြောင်းမှာဇွန်14ရက်နေ့ကနေပြီးတော့24ရက်နေ့ထိကံယုံကျွံ့ရွာမှာစစ်ကြောင်းဆွဲခဲ့တာဖြစ်တယ် ဲဒီစစ်တောင်းဝင်ဝင်လာတဲ့အချိန်မှာဒါဂျော်လုံးကျော်ဖပြတင်းဆောင်ကြတယ်ဒါကပုံစံပါပဲဒါပေမဲ့ကျမကြီးမကောင်းနဲ့ခင်မဖြစ်သူကိုပြုစုဖို့ခင်မဖြစ်သူကိုစိတ်မချလို့အဲ့ဒီအသက်82နှစ်အဖွာအိုကရွာထဲမှာနေခဲ့တာဆိုတော့အသက်82နှစ်ပြအသက်ကြီးနေပါပြီရွာထဲမှာကြံခဲ့တဲ့ အမျိုးသမီးဆိုတဲ့ခေါင်းစဉ်အောက်မှာအဲ့ဒီအဖွားအိုကိုအဲ့ဒီခွေးသားဖိုးချီဆိုတဲ့ကောင်ကနှစ်ရက်ဇက်တိုက်မရင်းကျင်ခဲ့ဆိုတော့လူမအဖွားအဖိုးအိုသူ့ရဲ့ယောက်ျားရှေ့မှာပဲအကျင့်ကျင့်မရင်းကျင့်ခဲ့သေးတယ်လေဗျာဟုတ်ပြီကမရှိအပါအဝင်နှစ်ရက်ဇက်တိုက်၅ချိန်ထပ်မနေမရင်းကျင့်ခဲ့ကြောင်းအမှပြုကျင့် ခဲ့တဲ့အကြမ်းမဖက်စစ်ခွေးသားအသက်40အရွယ်ရှိတဲ့ကောင်ကိုသူ့အထက်အရာရှိတွေကဖိုးချေဆိုတဲ့အမိခေါ်တာကိုအဲ့ဒီအဖွာအိုကဒါကြတိခဲ့ရတယ်ဆိုတော့ဂျူးလွန်နဲ့အဲ့ဒီဖိုးချေဆိုတဲ့ခွေးလောက်တောင်အသိဉာဏ်မရှိအောက်ပန်းကျတဲ့ကောင်ကိုကျတော့နှင်းစီအောင်မြို့သမီးတမကအဖွဲ့ကိုအာ ်ပြီးပို့တိုက်ကြားခဲ့တာဖြစ်ပါတယ်ရုပ်မှာအောက်တန်းကြစွာနဲ့လက်ရှိကျူးလွန်ခံလိုက်ရတဲ့အသက်80နှစ်အရွယ်အမျိုးသမီးအဖွားအိုကအခုချိန်မှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေနဲ့ကျမ်းမာရေးအခြေအနေကြာဆင်းပြီးတော့တော်တော်လေးကိုဒါစိတ်ဓိခိုက်ပြိုလဲနေတယ်ပြီးတော့သူ့ကိုလည်းဒါဒီဘောတော့ပြန်လဲထူတော်နှိုင်ဖို့စူးစား ပြည့်စုံဝင်းရည်နေရတဲ့အခြေအနေထိဖြစ်နေတယ်လို့လည်းကျွန်တော်တို့နောက်ဆုံးသတင်းကြားသိထားရပါတယ်။ဒါဟာကျောင်းနိုင်ငံတနိုင်ငံလုံးမှာတိုင်းသာကြီးဝါတွေပါမကျန်းအကုန်လုံးရှိရှိသမျှနေရာတွေမှာကျွန်မပါစခွတ်တာစတောင်းထိုးလာတဲ့အခါတိုင်းမှာဒီနေရာမှာရှိတယ်ဒါတံပိုးရှိတဲ့ပစ္စည်းတွေကိုအကုန်လုံးကိုမှွေးနှောင်းယူတယ်ပြီးတော့စားတောက်တွေကိုလည်းပဲ တို့တိမ်နိုင်နေမြတ်တိမ်ပြီးတော့ကြံရတဲ့ပစ္စည်းတွေအကုန်လုံးကိုဖျက်ဆီးကြည့်ရတို့မှာကြောက်မွေးထားတဲ့ကြက်ဆိုလည်းပဲတို့တွေဒါစားတော့တယ်ပြီးတော့ကြံတဲ့ကြက်တွေကိုလည်းပဲဒါပြတ်တက်ခဲ့တာရှိတယ်ပြီးတော့ဝတ်တွေစိတ်တွေနွားတွေထုံကြီးကောင်းမယ်ကျွန်တော်မြင်ပါဒါဟာကျွန်တော်တို့ပြည်သူတွေငရေတမခန်းစားနေရတဲ့တကယ်အဖြစ်အမှန်ပြီးတော့သူတို့တွေ့တဲ့အမျိုးသမီးဘယ်ဘာသာပဲကိုယ့်ကိုယ်ကိုယ်ကိုယ်ဘယ်လူမျိုးပဲဖြစ်ဖြစ်အဲ့ဒီကောင်တွေအကုန်လုံး brain ကျင် တော့ကျွန်တော်အရှိဗီဒီယိုမှာလည်းပြောခဲ့ပြီးသားအကျွန်တော်ဖက်စခွေးကောင်တွေမင်းတို့မိမမမြင်ဘူးလားဆိုတော့တော့တဲမှာမပြန်ရတာငကူလေးကလည်းပဲရန်ငားနေတဲ့ကောင်တွေမူးရစ်နေတဲ့ကောင်တွေမူးရစ်စေးတွေတော့ရက်တွေတော့ပြီးတော့တွေ့တာတွေစားတော့ဆိုတော့ ဒီနေ့မှာကျွန်တော်တို့ရင်နာစရာရင်းနစ်စရာကြားလိုက်ရတာကအသက်82နှစ်အဖွားအိုတော်မှာအလွတ်မပြေးဘဲနဲ့အကျဉ်းချင်းမရင်းကျင့်ခဲ့တဲ့ဆိုတဲ့အကြောင်းပါကျွန်တော်တို့ပြည်သူတွေကျောင်းတိုင်းသားတွေကျွန်တော်တို့ဖွားအိုတွေကျွန်တော်တို့ကလင်းငယ်တွေဒီလိုဖြစ်ပျက်ဆိုးကြီးတွေနဲ့မထိုက်တန်တော့ဘူးဆိုတာကိုကျွန်တော်အားလုံးသိရှိနေပါပြီဒါကြောင့်လဲကျွန်တော်တို့အားလုံးတညီတညွတ်နဲ့ကြိုးစားရုန်းကန်နေကြပြီအကြခင်မှာလည်းပဲအချမ်းဖက်စစ်ခွေးတက်အမြင့်ပြတ်ချိန်မုံ ခံရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်ဂျင်နာစီယာတစ်ခုစိန်ကောင်းဖြစ်စရာနမေဆိုးနဲ့ကြော်ကြားတဲ့အိုးဘူထောင်ဟာကျွန်တော်နိုင်ငံရေးအကျဉ်းသားတွေအတွက်ကတော့ပေမင်းဆိုသလိုဖြစ်နေတာပါလက်ရှိအချိန်မှာလည်းပဲကျွန်တော်တို့ဒါအာနာ လူညူထားတဲ့အကြမ်းဖက်ဖက်စစ်ခွေးတက်ကိုစန့်ကျင်တဲ့နိုင်ငံရေးသမားတွေကိုထောင်အာဏာပိုင်တွေဟာရရဆက်ဆက်ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေအများကြီးကျွန်တော်တွေ့မြင်ခဲ့ပြီ။ဆိုတော့ဒီနေ့မှာကျွန်တော်ဝန်내ပွဲထပ်မံပြီးတော့ဒါအသက်ပြီးခဲ့ရတာကအသက်69နှစ်အရွယ်မန်လေးတိုင်းလွတ်တော်ဥက္ကရာဦးအောင်ကျော်ဦးဖြစ်ပါတယ်။ဆိုတော့ထူးခြားတာက သူကကျမ်းမာရေးအခြေအနေကတော်တော်လေးကိုကောင်းမွန်နေတဲ့ဒါအနေထားတစ်ခုကနေပြီးတော့ရုတ်တရက်ဆုံးမခဲ့တဲ့အခြေအနေပါဆိုတော့သူ့ရဲ့မိသားစုဝင်တွေကလည်းသူ့ရဲ့ dead body ကိုဒါပြန်တောင်းတယ်ဒါပေမဲ့ထောင်အာနာပိုင်နဲ့အချမ်းဖတ်စစ်ခွေးတက်ကကောင်တွေကတော့ဒါ dead body ကိုပြန်မပေးဘူးလို့ကျွန်တော်တို့ကြတိထားရပါတယ်ဆိုတော့ dead body ကိုပြန်ပေးလိုက်ရင်သူတို့အတွက်ကလည်းအများကြီးပြဿနာတွေရှိသွားနိုင်တာဟုတ်ဗျဒါကြောင့် တို့ကတော့တော့ပေါ်မှာပြေးဘူးဆိုတော့ပြေးရဲ့အကြောင်းပဲလှမ်းပြီးတော့အကြောင်းကြားတဲ့ပုံစံမျိုးပါဘလောက်ထိရော့မှာလဲဆိုတာဟုတ်ပြီဒီနေ့မနေ့မှာဆုံးသွားတာပါရုပ်ရဲ့အမောဖောက်ပြီးတော့ဆုံးတယ်လို့လှမ်းပြီးတော့အကြောင်းကြားလာပါတယ်တဲ့ယောဂကြီးကြီးမားမားအရင်တော့ကမရှိခဲ့ပဲနဲ့ရုပ်ရဲ့အမောဖောက်ဆုံးပါသွားတယ်ဆိုတော့သူနဲ့ဒါထောင်းအတူတူကြားခဲ့တဲ့ သူရဲ့ဒါဖော်ပြချက်ကိုလည်းကျွန်တော်မိဘတွေကိုတင်ပြပေးချင်ပါတယ်။ဟုတ်ပြီ။အသက်69နှစ်အရွယ်ဦးအောင်ကျော်ဦးက2015ထွေထွေရေကောက်ပွဲ NLD ပါတီကိုစားပြုမန်လေးတိုင်းပသိမ်ကြီးမြို့နယ်တိုင်းလွတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ရပြီးတော့မန်လေးတိုင်းလွတ်တော်ဥက္ကရာဖြစ်တင်မြောက်ခံခဲ့ရတယ်။အဲ့ဒီနောက်ကျွန်တော်2020ထွေထွေရေကောက်ပွဲမှာမဲဆန်နနေမှာထပ်မံအနိုင်ရရှိပြီးတော့2021ဖေဖော်ဝါရီ မာဂျမ်ဖတ်စစ်ခွေးတက်ကအနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာမဟာအောင်မြင်မြို့နယ်ဒေဝွန်အရှိရက်ွယ်လမ်း60နေအိမ်အခြေချုပ်မှာထိသိမ်းခံခဲ့ရပါတယ်။နာနေငယ်အကြမှာပဲ၎င်းကိုလာရောက်ဖမ်းဆီးပြီးတော့တားဖြတ်သူကိုပါလာရောက်ဖမ်းဆီးခဲ့တာပါ။ဟုတ်ပြီ။အဲ့ဒီဖမ်းဆီးတဲ့အခြေအနေမှာလည်းပဲချိန်မှဖြစ်သူနဲ့မိသားစုဝင်တွေကိုဂျမ်ဖတ်စစ်ခွေးတက်ကရိုက်နှိပ်ခဲ့တယ်လို့လည်းကျွန်တော်တို့သိရှိထားရတာဖြစ်တယ်။ဒါအပြင် ဒါ NLD ရဲ့ကြေးရုံးနဲ့တွဲဖွင့်ထားတဲ့ဒါသူ့ရဲ့နေတဲ့နေအိမ်ပေါ့ဗျာဆိုတော့ဒီအဆောက်အဦးကိုလည်းပဲဒါရုံးငန်းတွေစိုင်းဖုတ်တွေလိုက်ချိုးဖျက်ဆီးခဲ့တယ်လို့လည်းကျွန်တော်တို့ပြန်လည်းသိရှိထားရပါတယ်ဒါကတော့လှုပ်ဆောင်နေကြပုံစံတွေပါပဲဗျာဟုတ်ပြီဥပဒေဥပဒေနိုင်ငံတော်စုပူအောင်လှုပ်ဆောင်မှုရာသီရာသီပုံမှာငါငါကကြီးနဲ့ထောင်နဲ့သုံးနဲ့သဘောဘေးအန္တရာယ်ဆိုင်ရာစီမံခံဝဲမှုပုံမှာ25နဲ့ထောင်နဲ့2နှစ်စုစုပေါင်း9နှစ်တတ်မှတ်ခံလိုက်ရတာပါအခု လူရဲ့စိတ်ခံနှီးအချိန်ကြာမှာမြို့တရက်တည်ဆုံးသွားတယ်ဆိုတော့ကျောင်းမိပါတယ်ကျောင်းမိပါတယ်ပဲစဉ်းစားပါလူရဲ့စိတ်ခံနှီးကြာမှာဘာကြောင့်ရုပ်တရက်အမောဖောက်ပြီးတော့တည်ဆုံးသွားရတာလဲဗောဗျာဟုတ်ပြီဒါလက်ရှိအချိန်ဒီမှာကျွန်တော်ဒါဥပ္ပိုလ်ထောင်နဲ့ပတ်သက်ပြီးတော့ဗောနော် အာသတင်းတွေသတင်းစိုးတွေကိုကျွန်တော်တို့နိုင်ငံနိုင်ငံအချင်းသားတွေစီကအမြဲတမ်းကျွန်တော်တို့ကြားနေရပါတယ်အဲ့ဒီမှာထူးခြားတာကဥပဒေထောင်မှာ NLD ပါတီဝင်တွေကိုဖားရှိတဲ့ပြစ်ဒဏ်တိုက်လို့ခေါ်တဲ့တိုက်အမှတ်6ဒီတန်ရှိပါတယ်အဲ့ဒီမှာမသူနဲ့အတူတူနေခဲ့တဲ့သူကဥအောင်ကျော်ဦးကပျော်ပျော်ရွှင်ရွှင်နေတက်ပြီးတော့အချင်းထောင်အတွင်းရောက်တဲ့အချိန်မှာယောဂအခမ်းမရှိဘဲနဲ့ကျမ်းမာရေးအလွန်ကောင်းမွန်နေတယ်လို့ဆိုပါတယ် ကျွန်တော်တို့ ਨੇ နေခဲ့တဲ့6လအတွင်းမှာသူ့ရဲ့အကျမ်းမာရေးအရန်ကောင်းတယ်ဘာမှမဖြစ်ခဲ့ဘူးအင်မတန်ကောင်းတယ်လို့သူကဒီနေ့ထုတ်ပေါ်ပြောဆိုခဲ့တာပါဟုတ်ပြီဒီလိုအချိန်တွေမျိုးတွေမှာရုပ်တရက်ဒါပြီးဆုံးခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒါအနေနဲ့ကတော့အကျမ်းဖတ်စစ်ခွေးတက်ရဲ့ဒါရက်ဆက်မှုတွေရုံမှမှုတွေကြောင်းတိတ်တော့မထူးဆန်းဘူးဗျဒါပေမဲ့ဒါတွေကိုကျွန်တော်တို့ပေါ့နော် အရှိကာလာရီမှာလည်းပဲအကျန်ဖက်စစ်ခွစ်တက်ရဲ့အာထောင်ထဲမှာရှိတဲ့ကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်တဲ့အကျဉ်းသားတွေမှာကျွန်တော်စေဝါကုသမှုဒါမလိုတော့တာတွေပြီးတော့ပြောချင်တာကတော့ကျွန်တော်ရဲ့မိဘတွေရဲ့ရှင်းရှင်းပါပဲကျွန်တော်ကလူငယ်လေးပဲပြောတာ။ပွေအောင်ပြထားလိုက်တဲ့အခြေအနေတွေအများကြီးကျွန်တော်တို့တွေ့ရတာဖြစ်တယ်။အဲ့ဒီအခြေအနေကြားထဲမှာအမျိုးသားဒါဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဒါမန်လေးတိုင်းဝန်ကြီးတွေအများပြဖမ်းဆီးခံရပြီးတော့ အဲ့ဒီဖန်စီခံရတဲ့ဖြစ်စဉ်တွေမှလည်းပဲလေကျွန်တော်တို့မန်လေးတိုင်းဝန်ကြီးချုပ်တွေးကင်စာယောဂါတဲ့ဒေါက်တာဇော်မြင့်မောင်မလုံလောက်တဲ့ සේ ဝါကုသမှုကြီးချာမှဒါတိဆုံးကြရတဲ့ဖြစ်ရမျိုးတွေအများကြီးကိုလည်းကျွန်တော်တို့တွေ့ရမှာ ဖြစ်ပါတယ်ဒါကြောင့်လက်ရှိနိုင်ငံအနှံ့အပြားမှာ ရှိနေတဲ့ထောင်အာဏာပိုင်တွေဟာဒါမင်းအောင်လှိုင်းနဲ့အာဏာယူအုပ်စုကိုစန့်ကျင်တဲ့ ဒါကျွန်တော်တို့ဒါနိုင်ငံရေးတခြားလှုပ်ရှားသူတွေရောကျွန်တော်တို့ဒါ NLD နဲ့ပတ်သက်တဲ့ဒါဝင်ကြီးတွေအမတ်တွေစသည်အပြည့်သူတို့အကုန်လုံးကိုပြစ်မှတ်ထားပြီးတော့ရွေချက်ရှိရှိရှင်းလင်းတက်ဖြတ်ပုတ်တင်နေလာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါကတော့လက်ရှိအချိန်မှာကျွန်တော်နိုင်ငံအတွင်းကတကယ့်ကိုဘယ်နိုင်ငံမှာမှ ျွန်တော်တို့မတွေ့ရမကြားရတဲ့ခံစားလို့တော့မရတဲ့အခြေအနေတွေကိုကျွန်တော်တို့မိဘပြည်သူတွေနေစဉ်တမျိုးမဟုတ်တမျိုးခံစားနေရတာဖြစ်တယ်။ဆိုတော့ဒီ95မှာကျွန်တော်တော်လောင်ကတပ်ဖွဲ့ဝင်တွေအီအော်တပ်ဖွဲ့ဝင်တွေဟာလေဒီအကြောင်းဖက်စစ်ခွေးတက်အမြပြချင်းမုံနိုင်မှုပြင်းပြင်းထန်ထန်စူးစမ်းနေကြတယ်။ဒီတက်ပို့ပြီးတော့ကျွန်တော်အာယုံစိုက်နိုင်ဖို့ဒီတက်ပို့ပြီးတော့ဒါ ပူပေါင်းဆောင်ရွက်နိုင်ဖို့ဒီတစ်ပေါ်ပြီးတော့စနစ်ကြတဲ့မာပြူအောင်မြောက်အစီအမံတွေကိုရေးဆွဲနိုင်ဖို့ကိုလည်းကျွန်တော်ရဲဘော်ရှမ်းလေးမှာလူငယ်တယောက်အနေနဲ့မိဘပြည်သူအားလုံးရဲ့ကိုစားကျွန်တော်တိုင်းရင်းသားတပ်ဖွဲ့ဝင်အားလုံးနဲ့ကျွန်တော် NUG ဒါမျိုးသားညီညွတ်ရေးကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံးကိုလီလီလင်းနဲ့မေတ္တာရက်ခံတိုးစော်တိုက်တွန်းလိုတယ် ကျွန်တော်တို့တရက်တစ်မိနစ်တစ်စက္ကန့်လောက်ကြာဒါနဲ့ကျွန်တော်တို့ပြည်သူတွေနဲ့ကျွန်တော်တို့ကလင်းငယ်တွေကျွန်တော်တို့အဖွားအိုတွေကအခုလိုမျိုးရရဆက်ဆက်မရင်းချင်းခံရတယ်တပ်ဖြတ်ခံရတယ်ပြီးထောင်ထဲမှာနေစင်းနေအပြဘလို့အချိန်နေမျိုးမှာအသက်ပေးရမလဲဆိုတာကိုမသိတဲ့ကျွန်တော်တို့အကျဉ်းသားတွေကျွန်တော်လူငယ်တွေအများအပြားဒီချိန်တွေကိုအမြန်ဆုံးဆုံးတတ်ဖို့အတွက်လိုအပ်နေပြီဖြစ်တဲ့အကြောင်းတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြစီ နောက်လာတဲ့ဗီဒီယိုကိုတစ်ချက်ပို့ကောင်းကျွန်တော်ကြိုးစားပေးပါမယ်။ Lenovo CB ကပိတ်ကြောင်းနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတဦးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းမှာကျွန်တော်လေးလံတဲ့စတောင်းရှင်းနဲ့ကျွန်တော်ရဲပေါ်ရှမ်းလေးပါဗျာ။